အဲ့တော့ဒီ3 4 5ဆိုတဲ့ကဏန်းကဒီနေ့ထဲမှာဥနိုင်ကတစ်ကြိမ်တော့မဟုတ်ဘူးနှစ်ကြိမ်ထွက်ရှင်တာနှစ်ကြိမ်ထွက်ရှင်တာနှစ်ကြိမ်ထွက်ရှင်တဲ့အတွက်ကိုဒါဥနိုင်ကနော်ဥနိုင်ရဲ့မိတ်ဆွေတွေကိုအဓိကတော့ပေါက်စီရှင်တဲ့စေတနာကနံပါတ်1ပေါ့လေအဲ့တော့အကုန်လုံးကိုဥနိုင်ကဥနိုင်တွေ့တာမြင်တာတွေကိုချပြပေးတယ်ပေါ့နော်ဒါလေးမပြခင်ဒါဥနိုင်နဲ့အတူတူပါတုဒ္ဒ organ လေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်ဒါဥနိုင်ရဲ့ဖုန်းနံပါတ်လေးပေါ့နော်ဥနိုင်ရဲ့ဖုန်းနံပါတ်မှာဒါ KB ဝေဘေအကောင့်ရှိတယ်ပေါ့နော် ဦးနိုင် Viber မှာလည်းပို့ပေးပါတယ်ဦးနိုင်ရဲ့တီးတန့်ပေါ့နော်ဦးနိုင်ကိုအင်တာနက်ပို့ပေးထားတဲ့မိတ်ဆွေတွေအတွက်တီးတန့် Facebook အကောင့်မှာလည်းရှိပါတယ်ပေါ့နော်အဲ့တော့တကြိမ်စာကိုဦးနိုင်ကအင်တာနက်ပို့2000ကျပ်ယူတယ်နှစ်ကုန်နဲ့ထိလက်တွဲကျင်တဲ့မိတ်ဆွေတွေက4000ကျပ်တော့ပေးရမယ်ပထမ6လစာတွေဘာတွေတော့မလုပ်တော့နဲ့ဗျာမရတော့ဘူးเนาะအဲ့တော့စိရင်ကလည်း6လကြာဘယ်လောက်ယူလို့ယူမှာလဲမသိတော့ဘူး တကြိမ်ကို2000ပဲအဲ့တော့ပထမ6လပဲလိုချင်တဲ့မိတ်ဆွေကမယူနဲ့တကြိမ်သာချင်းသာယူလိုက်တော့အဲ့နှစ်ကုန်နဲ့ထီအောင်လက်တွဲချင်တဲ့မိတ်ဆွေကဦးနိုင်ကိုဒီဖုန်းနံပါတ်လေးကိုလမ်းပြီးတော့ဆက်တွေ့လိုက်ပေါ့နော်ကြဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ငါ3လေးဆိုတဲ့ကနေကြတာဘယ်လိုကြမလဲဆိုတော့ဦးနိုင်တို့ကစားကြမယ်ပေါ့နော်အဒီ3လုံးကို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 ပရိတ်3ခုပေါင်းရင်6လို့6ဖြစ်ချင်း9မျိုးကစားတယ်ဒါတစ်ခုဒီမှာတစ်ခုရှိတယ် နော်အဲ့တော့ဒီ line နဲ့ပတ်သက်လို့တော့ line ပေါ်မှာဆရာတွေတော်တော်များများသည်ဒီ line ကြီးနဲ့ပတ်သက်လို့ရှူးတောင်းပေါင်းစုံဖြစ်စဉ်ပေါင်းစုံနော်ကို့အမြင်နဲ့ကိုပြနေကြရတယ်အများကြီးရှိတယ်အဲ့ဒီတော့ဒီ line ကြီးဟာနော်အခုပြောသလိုပဲကို့ရဲ့အမြင်ကို့ရဲ့ရှူးတောင်းနဲ့အတွေးခေါ်တွေနဲ့ယူဆတဲ့အတွက်ကိုနော်အဲ့တော့ကိုကြိုက်တဲ့ငဏန်းလေးဆိုရင် ထိုးပေါ့နော်မကြိုက်ရင်လည်းမထိုးနဲ့ပေါ့နော်ဒါလေးတော့ဥနိုင်ကပြောချင်တယ်အဲဒီတရားနေပြောဥနိုင်ရဲ့အမြင်တွေဘယ်လိုရှိလဲဆိုတာကိုချပြပေးခဲ့မယ်နော်အဲ့တော့ကိုးဖြစ်ခြင်း၅မျိုးဒီမှာကစားတယ်ဒုတိယကတ်မှာလည်းကိုးဖြစ်ခြင်း၅မျိုးကစားတယ်တတိယကတ်မှာလည်းကိုးဖြစ်ခြင်း၅မျိုးကစားတယ်ဟုတ်ပြီဒါတိုင်ပင်ကွာဦးအတူတူပဲနော်ခုနခွန်ရှင်ငါလို့ပြခဲ့တဲ့ line နဲ့ဒီ line နဲ့အတူတူပဲနော်ဒီသုံးလုံးပေါင်းခြင်းခွန် ဒီသုံးလုံးပေါင်းချင်းခွန်နေနဲ့အတူတူပဲဒါအခုနောက်ထပ်တစ်မျိုးပြန်ပြောင်းလာတာအဲ့တော့ဒီကိုပြချင်း၅မျိုးကစားတယ်ကိုပြချင်း၅မျိုးကစားတယ်ကိုပြချင်း၅မျိုးကစားတယ်၅မျိုးကစားတော့ပရမယူပြခဲ့တာဒီ6ချိန်မှာ9ခွန်8 6ချိန်မှာခွန်8အခု6ချိန်မှာခွန်8ဆိုပြီးတော့ဒါပရမခွန်ဖြစ်ရှင်နဲ့ဒါခွန်8ကိုယူပြခဲ့တယ်အခုအားကြတော့ကိုပြချင်းနဲ့ဦးနဲ့ယူပြအဲ့လိုကိုပြချင်းနဲ့ကစားခဲ့တဲ့အတွက်ကို ကိုဖြစ်ရှင်နေတဲ့ကစားကြတဲ့တွေဒီပထမအဆုံးကိုဖြစ်ရှင်ကစားတဲ့နှစ်ထဲမှာတိုင်ပင်ကွာဝေးအတူတူပဲ၄နဲ့၅နဲ့ဒီကိုခါနှလုံးကိုဗရိတ်ကိုလို့ထွက်တယ်ခါနှလုံးကိုကဗရိတ်ကိုလို့ကစားတယ်ကစားတော့သူ့ရဲ့တပွဲကျော်ကကနန်းသည်နော်၄၁၁ဆိုတဲ့ကနန်းသည်တစ်နှစ်ကျော်ပြီဒီဘက်နှစ်မှာနှစ်ခါထွက်တယ်ဒီမှာတစ်ခါထွက်တယ်သူ့ရဲ့အပေါ်မှာတစ်ခါထွက်တယ်၄၁၁ဆိုတဲ့ကနန်းနှစ်ခါထွက်တယ်ဟုတ်ပြီဒါဆိုရင် तू ကနေပြီးတော့တိုင်ပင်ကွာဝေးအတူတူပဲနော်အပေါ်ကိုတက်လိုက် ဒီနှလုံးကိုဗရိတ်ကိုဆိုတော့သူကနေကြီးလိုက်1 2 3 4ဘင်းရဲ့ဘေးမှာခါနှလုံးကိုတာဗရိတ်ကိုလို့ဖြစ်တယ်တနစ်ချပြီးဒီကနန်းဒီတနစ်ချပြီးသူ့ရဲ့နောက်တဲ့နှစ်မှာနှစ်ကြိမ်ထွက်တယ်360လဲထွက်တယ်နောက်630လဲထွက်တယ်ဟုတ်ပြီဒါဆိုရင်ဒီမှာသူ့ရဲ့ဘေးကနေသွား1 2 3 4ဘင်းရဲ့ဘေးမှာခါနှလုံးကိုတယ်ဗရိတ်ကိုလို့ရိုက်တယ်သူ့ရဲ့တပွဲကျော်ကကနန်း453ဆိုတဲ့ကနန်းဒီတနစ်ချပြီးတော့ဒီနှစ်ထဲမှာနှစ်ကြိမ်ထွက်ချင်တယ် ဟုတ်ပြီဒါဆိုရင်ဒီကိုဖြစ်ရှင်းနေတဲ့ကစားခဲလို့ကိုဖြစ်ရှင်းနေကစားခဲလို့တိုင်မင်းတေတာသည်ခေါနှလုံးကိုဗရိတ်ကိုတပွဲကြွားကနန်းကသူ့ရဲ့နောက်တစ်နှစ်မှာနှစ်ကြိမ်ထွက်တယ်ပေါ့နှစ်ကြိမ်ထွက်မယ်ထွက်မယ်ဆိုတော့ပထမအကြိမ်ထွက်တဲ့အခါမှာခေါနှလုံးရှိသူ့အောင်မှာနက်ခတ်အခွဖြစ်ပြီးတော့မှထွက်တယ်ထွက်ပြီးနောက်တစ်ခါထွက်မယ့်အကြိမ်မှာခွန်ဗရိတ်ရဲ့အောက်ကိုသူထွက်တယ်ဒီခွန်ဗရိတ်ကလည်းခွန်ဖြစ်ရှင်းနေကြောင်ထွက်တယ်လို့ယူဆတယ်ဒုတိယကတ်မှာလည်းအဲ့လိုပဲ ခါနှလုံးကိုပရိတ်ကိုဒီကနန်းတည်းသူ့ရဲ့တနစ်ချပြီးနှစ်ကြိမ်ထွက်တဲ့ခါမှာခါနှလုံးရှစ်ပြီးတော့ခွန်လို့ထဲ့တယ်နှက်ခတ်အကွာထဲ့တယ်ဒီမှာထွက်တယ်နောက်တစ်ခါပြန်ကြမဲ့အချိန်မှာလဲခွန်ပရိတ်အောက်ကိုထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယအကခါနှလုံးကိုပရိတ်ကိုဒီကနန်းတည်းဒီနှစ်ထဲမှာနှစ်ကြိမ်ထွက်ရှင်တာထွက်ရှင်တော့အခုခါနှလုံးကရှစ်ခွန်ပြီးတော့6လာတယ်6လာပြီးတော့ဒီမှာနှက်ခတ်ကလည်းခွာနေပြီဒီနေရာလေးမှာ နော်ဒီ၅လေး၃ဆိုတဲ့ကဏ္ဍထွက်လို့ရတယ်ထွက်လို့ရတယ်ဆိုတော့ကောင်းပြီအဲ့ဒီ၅လေး၃ကိုဒီနေရာထွက်ပြီဆိုရင်နောက်တစ်ခါတို့ကခွန်ပရိတ်ကြပြီတာနဲ့ပြန်ကြအဖြစ်နဲ့ဆက်ထိုးရမှာနော်ဒါဖြစ်လို့ဆိုတော့အဲ့ဒီနှစ်ထဲမှာလည်းပြန်ကြသည်၃ကလာမယ်လို့ဦးနိုင်ကပြောခဲ့တယ်နော်ဒီ၄၅၂ဆိုတဲ့ကဏ္ဍက၅လေး၂လို့တစ်ခါပြန်ကြဖြစ်တယ်၄၁၁ကအခုဒီမှာတစ်ခါပြန်ကြဖြစ်တယ်နောက်တစ်ခါ ဒီ986ကလည်းဒီမှာပြန်ကြဆို3ခါရိုက်ခဲ့ဒီနေ့ဒီနေ့ထဲမှာလည်းအဲ့လိုပဲเนาะဒီ682ဆိုတဲ့ကဏ္ဍဒီပြန်ကြလို့တစ်ခါရိုက်ခဲ့တယ်အခုဒီမှာ630ပြန်ကြတစ်ခါရိုက်တယ်431ပြန်ကြတစ်ခါရိုက်တယ်3ခါရိုက်တယ်အဲ့တော့ဒီမူထဲမှာပြန်ကြဒီ3ခါလာမှာဘယ်ဟာမှအခုမလာသေးဘူးမလာသေးတော့အခု345ဆိုတဲ့ကဏ္ဍဒီဒါပြန်ကြအဖြစ်နဲ့သူကစားနေတယ်ပေါ့เนาะအဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေကထိုးလိုက်ပေါ့ ဲ့တော့ဒီ3 4 5ပတ်လဲကိုဘာဖြစ်လို့5 3 4လို့ထည့်ပြီးလဲဆိုတော့ဦးနဲ့တို့ဒီမှာ2ဦးမှာ9နောက်ပိတ်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 လို့၄ချက်ရှိတယ်၄ချက်ရှိတော့အဲ့9နောက်ပိတ်ဖြစ်တဲ့နှစ်ထဲမှာနော်သူကဒီမှာ9နဲ့4နဲ့အခွကိုခါနှလုံး9လို့တစ်ချိန်ပါတယ်ဒုတိယ9နောက်ပိတ်မှာလည်းအဲ့ဒီလိုပဲနော်9နဲ့4နဲ့9နဲ့4နဲ့အခွကိုခါနှလုံး9လို့ဖြစ်ခဲ့တယ်ခုတတိယ ကိုးနောက်ပိတ်မှလည်းအဲ့ဒီလိုပဲဦးမင်းတို့ဒီမှာငားနဲ့လေးနဲ့အိုးကိုခါနိုင်လုံးကိုးလို့အခွဖြစ်တယ်ခုဒါဆိုရင်ဒီစရုထကိုးနောက်ပိတ်မှလည်းငားနဲ့လေးနဲ့ဟာကိုးလိုက်တော့အဲခါနိုင်လုံးကိုးဆိုတော့9 3 4ဆိုတဲ့ကဏ္ဍပေါ့နော်ဒါဦးနိုင်ကတော့ဒီလိုလေးပဲထည့်ပေးလိုက်တယ်နော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေကပတ်လေထိုးပေါ့မကြိုက်တဲ့မိတ်ဆွေတွေကကိုကြိုက်တာကိုထိုးပေါ့နော်ကြည့်ဟုတ်စီးလိုက်နေနေပဲဒါဦးနိုင်ကအကုန်လုံးပြပေးမယ်ပေါ့နော်၃ပြိတ်၅ပြိတ် 3ပြိ5ပြိလို့ဖြစ်တယ်ဒီ3လုံး5လို့ထည့်တယ်တိုင်ပင်အကွာဝေးအတူတူပဲ3ပြိ5ပြိဖြစ်တယ်ဒီ3လုံး5လို့ထည့်တယ်တိုင်ပင်အကွာဝေးအတူတူပဲ3ပြိ5ပြိဖြစ်တယ်ဒီ3လုံး5လို့ထည့်တယ်နော်ဒီလိုမျိုးစီလိုင်းတွေကဥနိုင်စီမှာစီလိုင်းပေါင်းကို90ကျော်ရှိတယ်ပေါ့နော်အဲ့တော့ဥနိုင်တယောက်တည်းမြင်နဲ့အမြင်ကတော့ပြည့်စုံမှာမဟုတ်ဘူးဥနိုင်ရဲ့စီလိုင်းလင်းကနေပြီးတော့အမြင်မတူတဲ့ရှူတော့နေကိုကြိုက်တဲ့ကဏ္ဍလေးတွေကိုလည်းကိုကစားလို့ရတယ်ပေါ့နော်ဒါဥနိုင်က လင်နာစီးလိုင်းတွေကိုဦးနိုင်ကမှတ်နှမျိုးเนาะဒါကိုလဲယောရတာမဟုတ်ဘူးကိုမြင်တာကိုပြမိတာပဲကိုမမြင်တဲ့ရှူတော့ကနေပြီးတော့မြင်တဲ့သူကကဏ္ဍတစ်ခွက်ကိုထည့်ပြီးထိုးလိုက်လို့ပေါက်သွားရင်ဒါဦးနိုင်လည်းကုလို့ရတယ်အားလုံးလည်းကြော်စရာကောင်းတယ်ပေါ့ဗျာเนาะအဲ့တော့ခုနကလေးပြန်စမယ်၃ပြိတ်၅ပြိတ်ဒီ၃လုံး၅လို့ဖြစ်တဲ့နေရာမှာခွန်ပိတ်၃ပြိတ်၅ပြိတ်ဒီ၃လုံး၅လို့ဖြစ်တဲ့နေရာခွန်ပိတ်၃ပြိတ်၅ပြိတ်ဒီ၃လုံး၅လို့ဖြစ်တဲ့နေရာခွန်ပိတ်ဒါ टाइमिंग ကိုတည့်တာ တင်လိုက်တော့ကောင်းပြီသူကဘယ်နေရာကိုသွားပြီးအလုပ်လုပ်မှလဲဆိုဒီနှလုံးတုံညဒီနှလုံးတုံညဒီတုံလုံးတုံညလို့ဖြစ်ပြီးတာ ਨੇ အဲ့တုံညသည်ခါတုံညခါလို့ဖြစ်တဲ့အချိန်မှာဒီတုံလုံးခွန်ကခွန်ပရိတ်လို့ထောက်ပြီးတော့မှတုံညခါလို့ရိုက်တယ်ရိုက်လိုက်တဲ့အခါမှာတုံညခါသည်တုံညထိတ်တုံညထိတ်လို့ရိုက်ပြီးတာ ਨੇ ဒီခွန်ကြောင့်ခါလေးလုံးပေါင်းချင်းခွန်နောက်ပေါင်းခွန်ဆိုတော့တကွက်ပဲဒုတိယအကတ်မှာလည်းအဲ့လိုပဲ၃ပရိတ်၅ပရိတ်ဒီတုံလုံး၅ ဒီနှလုံးတုံညာဒီနှလုံးတုံညာဒီသုံးလုံးတုံညာကြောင့်တုံညာခါလို့ထဲ့တယ်ထဲ့တဲ့အခါမှာဒီသုံးလုံးခွန်ကပရိခွန်လို့ရိုက်တယ်ရိုက်တဲ့အချိန်မှာတုံညာခါကတုံညာထိတ်လို့ကစားပြီးတော့ခါလေးလုံးပေါင်းချင်းခွန်နောက်ပေါင်းခွန်ဆိုတော့တကွက်ပဲတတိယကံမှာလည်းအဲ့လိုပဲသုံးပရိ၅ပရိဒီသုံးလုံး၅နော်ဒီနှလုံးတုံညာဒီနှလုံးတုံညာဒီသုံးလုံးတုံညာလို့ဖြစ်ပြီးတုံညာခါလို့ထဲ့တယ်ဒီသုံးလုံးပေါင်းခွန်ကပရိခွန်လို့ကစားလိုက်တဲ့အခါမှာတုံညာခါကတုံညာထိတ်လို့ထဲ့မယ် ်ခါလေးလုံးပေါင်းရင်ခွန်ဆိုရင်၅ခါနောက်နှလုံးပေါင်းခွန်ဆိုရင်၄နောက်ပဲเนาะအဲ့ဒါက၃ည၅၄ဆိုတဲ့ကဏ္ဍဒဲတစ်ခွက်ရတယ်ပေါ့ဗျာเนาะ၆လေး၃ညကဥနိုင်ဒီလိုင်းလေးနဲ့ပဲကစားပြမှာပေါ့เนาะဒီ၈ပရိတ်ကဒီ၃လုံး၈လို့ထည့်တယ်၄ပရိတ်ဒီ၃လုံး၉ဒီ၃လုံး၆နော်၄ပရိတ်ဒီ၃လုံး၉ဒီ၃လုံး၆ပရိတ်၈ပုံတွေဒီ၃လုံး၈လို့ပုံတွေထည့်တယ် ဒီမှာလည်းအဲ့လိုပဲ၈ပရိတ်ကဒီ၃လုံး၈လို့ထည့်တယ်၄ပရိတ်ဒီ၃လုံး၉ဒီ၃လုံး၆ဒါပုံသေးသေးကစားတယ်ပေါ့နော်ဒီမှာလည်း၄ပရိတ်နော်ဒီ၃လုံး၉ဒီ၃လုံး၆၈ပရိတ်ကပုံသေးထည့်တယ်ဒီ၃လုံး၈လို့ထည့်အဲ့လိုထည့်ပြီးတော့မှသူကဘာကစားလဲဆိုတော့ဒီ၃လုံး၄၄ပါ၄ပါဝါဒီလို၉ဒီ၃လုံး၅၅ပါဝါ၃ညဒီ၃လုံးက၆၆ပါဝါ၁လို့ထည့်ဟုတ်ပြီအဲ့လိုစီညာနေခင်းလိုက်တဲ့အတွက်ကိုဒီမှာနော်သူကကြတာလေးကရှင်းတယ် ဒီ၃လုံး၈ရှိတဲ့နက်ကဒီ၃လုံးက၁လို့ထည့်။၁လို့ထည့်ပြီးတော့ねဒီမှာ6ပရိတ်6 3လုံး6 2လုံး6 6လို့ရိုက်ပြီးတော့ねအဲ့6ဒီခါဇောင်းပေါင်းချင်း6လို့ထည့်လိုက်တာ။ထည့်ပြန်တဲ့6ထည့်စီကပုံသေး။နော်ဒီဇောင်း6ကြောင့်လည်း6ထည့်လို့လည်းယူလို့ရတယ်။ဖားလိုက်တော့ဒုတိယကဒီ၃လုံးကခွန်းခွန်းရဲ့နက်က၃ည၃ညဖြစ်တဲ့၃ညပါပါ၅ပရိတ်ဒီ၃လုံး၅ဒီ၄လုံး၅၅ခါဇောင်းပေါင်းချင်း၅လို့ထည့်ပြန်တယ်6ထည့်စီကပုံသေး။ ခုတတိယအကတ်မှာနော်ဒီသုံးလုံးပေါင်းခြင်းက6 6ရဲ့နက်ကဒီလို9 9ရဲ့ပါပါပရိတ်4ဒီသုံးလုံး4ဒီနှလုံး4ခါဇောင်းပေါင်းခြင်း4ဆိုတော့6ထိပ်ကပုံသေးဆိုတော့ဒါ640ဆိုတဲ့ကဏ္ဍဒဲတကွက်ရတယ်ပေါ့ဗျာနော်ခုနရဲ့မိတ်ဆွေတွေနော်တုံညာနောက်ပိတ်ကတုံညာထိတ်လို့ကစားတယ်ဒီသုံးလုံးပေါင်းတုံညာလို့ထည့်ထည့်ပြီးじゃねရှီပေါင်း6ဒီသုံးလုံးကိုပုံသေးဒုတိယကတ်မှာ နှစ်ကနှစ်လို့ကစားတယ်သုံးလုံးပေါင်းရင်နှစ်လို့ထည့်တယ်ရှည်ပေါင်း6ဒီသုံးလုံးကိုပုံသေး404လို့ကစားတယ်ဒီသုံးလုံးပေါင်း4လို့ထည့်တယ်ရှည်ပေါင်း6ဒီသုံးလုံးပေါင်း9ပုံသေးလို့ကစားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီတော့သူကဘာကိုထပ်ပြီးတော့ကစားမှလဲဆိုတော့ဒီဖြစ်စဉ်ကိုအားလုံးကိုတီလိုက်တယ်တီလိုက်တော့ဒီသုံးလုံးပေါင်း9 9ရဲ့နှစ်ခက်ဒီဒီသုံးလုံးက6အဲ့ဒီ6ဒီ6ခါ6ခါဒီ6ထိတ်လို့ထည့်တယ်နော် ဒီ၃လုံး6က6ခါ6ခါဒီ6ထိပ်6ထိပ်ကြောင့်ဒီ၃လုံး6အဲ့ဒီ6ကိုလည်းတုံညရဲ့ရှိရဲ့ရှင်းနောက်ပိတ်ရဲ့ကိုနော်တုံညရှိရှိကို6လို့ထည့်မှာဆိုတော့တကွပဲဒုတိယကမှာဖြစ်စဉ်ဒီအားလုံးကိုတည်တယ်ဒီ၃လုံးပေါင်းတုံညတုံညရဲ့နက္ခတ်ဒီဒီ၃လုံးကခွန်အဲ့ဒီခွန်ဒီခွန်ခါခွန်ခါဒီခွန်ထိပ်ခွန်ထိပ်ကြောင့်ဒီ၃လုံးခွန်တယ်အဲ့ဒီခွန်ဒီ9ရဲ့9ရဲ့ဒီကခွန်ရဲ့ပေါင်းတော့လေခွန်လို့ဖြစ်တယ်ဆိုတော့တကွထဲပဲ ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ဒီသုံးလုံးပေါင်းခြင်းက1တည့်ရဲ့နှက်ကတည်းဒီသုံးလုံးက8အဲ့ဒီ8ဒီ8ခါ8ခါက8ထိပ်8ထိပ်ကြောင့်ဒီသုံးလုံးက8လို့ဖြစ်မယ်ဆိုရင်4ခါ6ရဲ့3ရဲ့ဟာ9 9နဲ့9နဲ့ပေါင်းမှာ8လို့ဖြစ်မှာဆိုတော့နော်ဒါ8 4 9ဆိုတဲ့ကဏ္ဍတပတ်သေးရတာပေါ့နော်အင်မတန်ကောင်းတဲ့စိုက်လေးတွေပေါ့နော်သူကအားရမလို့ဒီရဲ့ပဲထူရတာနော်ဖြစ်စဉ်တွေအားလုံးကိုတည်တယ်တည်ပြီးတာနဲ့ဒီသုံးလုံး9 ကိုရဲ့နက်ခတ်ဒီဒီသုံးလုံး6အဲ့ဒီ6ကခါခါဒီထိတ်ထိတ်လို့ရိုက်ပြန်တယ်ဒီသုံးလုံး6ကိုဒီသုံးလုံး6နဲ့ပြန်ပြီးတော့6ပြည့်ရှင်ကစားတယ်ဒုတိယကမ္မဖြစ်စဉ်ဒီအားလုံးကိုတီးတယ်သုံးလုံးပေါင်းတုံညာတုံညာရဲ့နက်ခတ်ဒီခွန်လို့ထည့်တယ်ထည့်လိုက်တာနဲ့အဲ့ဒီခွန်ဖြစ်ရှင်ကြောင့်ခွန်ခါခွန်ထိတ်သုံးလုံးပေါင်းခွန်ကိုသုံးလုံးပေါင်းခွန်ဆိုပြီးခွန်ဖြစ်ရှင်နေနဲ့ကစားသွားတယ်ဒါဆိုရင်ဖြစ်စဉ်ဒီအားလုံးကိုတီးတယ်6ပြီးပြီးခွန်ပြီးပြီးဆိုတော့ဒီသုံးလုံးပေါင်းက1 1ရဲ့နက်ခတ်ဒီဒါ8လို့ကစားတယ် နော်6ခု8ရှစ်ကလည်းရှစ်ခါလို့ထိုင်တယ်ရှစ်ခါရှစ်ထိပ်ရှစ်ကြောင်ဒီသုံးလုံးရှစ်အဲ့ဒီရှစ်ကိုလည်းဒီသုံးလုံးရှစ်လို့ကစားမယ်ဆိုရင်နော်ကဲအဲ့ဒီတော့ရှစ်၄၉ဆိုတဲ့ကဏ္ဍဒဲတဲ့ကွက်ပဲရတယ်ပေါ့ဗျာ